မင်္ဂလာပါကျွန်တော်လှဘူးပါဒီနေ့ကျွန်တော်ရဲ့ခရီးစဉ်ကတော့လွိုင်းကော်မြို့ကိုရေပြီးဒုက္ခတွေပြီးအလူသွားလုပ်နေတယ်တောင်ခွဲစီတီကိုရောက်ခဲ့တဲ့ခရီးတစ်ခုဖြစ်ပါတယ်ဒီခရီးကိုမိတ်ဆွေတို့ညီညီနဲ့ဆိုရင်တော့လိုက်ကြည့်လိုက်အောင်ခင်ဗျာအခုကျွန်တော်ရိုက်ကော်မှာရောက်နေပါတယ်အဓိကလာတာကတော့ကယားပြည်နယ်ရိုက်ကော်မြို့မှာရေကြီးရေလျှော်မှုတွေဖြစ်ပြီးတော့ရေပြီးတဲ့မိသားစုတွေကိုအလူပစ္စည်းတွေပေးဖို့ဖြစ်ပါတယ်ခင်ဗျာရောက်သွားတယ်ပို့သွားတယ် ဒီ right go ကိုလာရတဲ့ခရီးကတကယ်ကိုမထင်မှတ်ထားတဲ့အရာတွေဖြစ်နေတာတော့မြင်ရတယ်။ဒီမှာလဲတိုက်ပွဲတွေကဖြစ်ထားတော့ဗျ။တောင်ကွဲစီတွေကပိတ်ထားတယ်ထင်ပြီးတော့ကျွန်တော်တို့ကမသွားတော့ဘူးထင်နေပေါ့နော်။ဒါပေမဲ့အခုဖုန်းဖုန်းကတော့ကျွန်တော်တို့ live ပို့ပြီးမယ်တဲ့ဆိုပြီးတော့စီစဉ်ထားပါတယ်။အခုကကျွန်တော်တို့ ရေးပြီးကဲတဲ့ရဲ့ပစ္စည်းတွေပေါ့နော်ပြန်လေထူတော့ပစ္စည်းတွေပေးပြီးပါပြီအခုကျွန်တော်တို့ပေးတဲ့ပုံပုံကြီးကြောင်းနဲ့တောင်ခွဲစီကြီးနဲ့ညီတော့ကျွန်တော်တို့တောင်ခွဲစီကြီးကိုထားပါမယ်ခင်ဗျာတောင်ခွဲစီကြီးကိုပုံပုံကလိုက်ပို့ပေးပါတယ်တောင်ခွဲစီကြီးကလူတော့ရှင်းနေပါတယ်တောင်ခွဲစီကရိုက်ကောမှာကျွန်တော်ကြားတော့ကြားဘူးလေဗျာအခုတော့အခုမှတော့အပြင်မှာမြင်ပါတော့ထင်နေမြင်ဘူးတာပေါ့ဗျာနော်လားတောင်ခွဲစီကြီးဟုတ်ပါပါဘောဟုတ်ငါးပြင်းနေရမယ်လေဒီဟုတ်ချက် ချက်ဘူးချက်တောင်ခွေးစီကြီးပေါ့တက်ပြီးနေပါလေ။ဒီရလို့ဖြစ်နေပါတော့။တို့ကမီးပြက်နေလို့ဓာတ်လေကသုံးမရပါဘူး။အဲ့တော့လမ်းလျှောက်ပြက်တက်ပါမယ်။ဒီရလည်းကမရတော့ဘူး။ဟုတ်တယ်။အဲ့နဘဝန်လေးကိုညလို့ ဟေးမေတ္တာကူမေတ္တာပေါင်းကူစေဒီပါတက်တဲ့လူတွေလည်းမေတ္တာမြှင့်ရပါမယ်ဟုတ်အမလေးမောပါဟဲ့ဒါလေးရိုက်ပြလိုက် ဒီဘောလှမ်းကျင်တော့ right call မျိုးယူကောက်ကောက်မြင်ရပါတယ်မြစ်တွေ့အောင်ပြရပါတယ်ဒါတော့မြစ်တာပေါင်းကူစရားလေးဖြစ်ပါတယ်မြစ်တာဒီအကုန်ကူဟိုဘက်တရားပါတဲ့ကဘာမြစ်တာလားပေါင်းမှုမြစ်တာပေါင်းခိုင်ကောမျိုးကြီးကိုဘော်ဒီအမြင်နေရတဲ့မြင်ဝင်ဖြစ်ပါတယ် ဟိုးဘက်မှာ6ရောင်ရီမြကြီး This is Pierre River So amazing is the beautiful the wonderful the lands of the Kaini Kumira မော်လေအခုဒီဘွားရဲ့မြင်နေရတဲ့မြေအနေထိုင်ရတော့ record မျိုးကြီးကသူမဟုတ်တဲ့အတိုင်းပါပဲအရန်ကိုတိတ်ဆိတ်ပြီးတော့ကျွန်တော်ထင်တယ်ဒေါသထွက်နေတဲ့ ရန်ချောပြီးဒေါသထွက်နေတဲ့မိန်းကလေးတယောက်နဲ့တွေ့ပါတယ်။သူအရန်ချောပြီးဒေါသထွက်နေတဲ့အတွက်သူကသူ့ရဲ့ဒေါသကိုအပြည့်မထုတ်ထားဘူး။ဒါပေမဲ့မြင်တော့မြင်နေရတယ်။ပုံမှန်တိတ်ဆိတ်မှုကြီးကဒါဟာတာမန်မဟုတ်ဘူးဆိုတာပေါ့။ဒီတောင်ခွဲစီတွေကိုကရားဘာသာနဲ့ဆိုရင်တော့ဖော်မြဲလို့ခေါ်ကြတယ်။အမြင့်ပြရတော့388ပြီရှိတယ်။ဒီကလှမ်းကြည့်ရင် right wall တစ်မြို့လုံးကိုအကုန်လုံးမြင်ရတော်တော်လေးလေးလှတယ်။ကျွန်တော်ဒီဘက်ကွဲနေတယ် ဒါတော့ကျွန်တော်နောက်ထပ်ပုံမြင့်နေဖះရရှိကိုသွားနေဖြစ်ပါတယ်ရေမိုးပါနောက်တခြားတစ်ဖက်ကိုမြင်ရတယ်မြင်ဝင်းဖြစ်ပါတယ် ါကတော့မေတ္တာပေါင်ကူလမ်းလေးပါဒီကရလူတွေရဗျရိုက်ကောကလူတွေရပါတော့ဆွေရိုးစကားရှိတယ်တဲ့ဒီရိုက်ကောကိုရောက်ပြီးလို့ဒီမေတ္တာပေါင်မှုသရားကိုဖြတ်ပြီးွားရင်နောက်တစ်ခေါက်ရိုက်ကောကိုပြန်လာရတယ်တဲ့ကျွန်တော်တို့လာခြင်းပါသေးတယ်ရိုက်ကောထက်အခုမိုးပြက်ဘက်ကိုပို့ပြီးသွားခြင်းနေပါတယ်နောက်ထပ်ဖျားတဆူဘက်ကိုသွားနေပါလေ

ကလောကိုပြန်ဆင်းပါမယ်။ဒီညတော့ကလောမှာအိတ်မယ်။ပြီးလို့ရှိရင်မနှစ်ဖင်ကြရင်တော့လွန်းထိုးဘက်ကိုကျွန်တော်တို့ထပ်သွားပါမယ်။ဒီ right call ကိုကျွန်တော်တို့လာပြီးလှူပေးရတဲ့အနေထားအရန်ကို challenge ဖြစ်ပါတယ်ကျွန်တော်တို့အတွက်စိန်ခေါ်မှုတွေများပါလမ်းတချို့နေရာတွေရောက်ရင်ကျွန်တော်တို့က ဲ့ကျွန်တော်ပါစင်နဲ့ခံစားမိတာတော့ငါတို့ဒီနေရာကိုလာတာမှားပါပြီလားဆိုတဲ့ခံစားချက်မျိုးရပါတယ်ဒီလိုယာရင်းနဲ့ပဲကြော်ဖြည့်ရင်ကြော်ဖြည့်ရင်နဲ့နောက်ဆုံးတော့ကျွန်တော်ရိုက်ကော်ရောက်တာတော့ပါပြီအခုလိုပဲအပြန်မှလည်းအဆင်ပြေချုံးမှုပါသေးလို့ဟောဆုတောင်းပါခိုးဘက်မှလည်းကြောင်တောက်တောင်းဟမ်တောင်းမဖျားတခုတွေ့ပါတယ် ဒါတော့ကျွန်တော်တို့ခုနအိုက်ဖေးကကျွန်တော်တို့သွားပြီးလူတွေဖုံဖုံကြီးကြောင်းရဲ့တက်လို့ရှင်ရပါတယ်ဒီဘက်ကတော့ဒီခွနင်းကိုတောင်ခွဲစီတွေကိုတက်လို့ရှင်ဓာတ်လေကားရှိပါတယ်ဒါပေမဲ့ကိုကမီးပြတ်နေရအတွက်မရပါဘူးတက်လို့ဟောင်းခွဲဖေးကအဲအောက်မှာရိုက်ပါကျွန်တော်ဒီဖေးလေးချက်ခိုးလိုက်ပါဦးမနော်

ရှင်ဘုရားဘုရားသခင်ရောခလုံးမနီစူးမရှိပဲဘုရားဟောကပါလို့ရှင်ဘုရားကျွန်တော်တို့ခုဘုရားရှိခိုးဘုရားဖူးပြီးလို့လည်းပြန်ပါသည်ကျွန်တော်တောင်ခဲစီဒီမှာစူတောင်းခဲ့တဲ့စူတောင်းရတော့ကျွန်တော်ရန်ကုန်ကိုခလုံးမနီစူးမရှိပဲအန်ရဲ့ကိကိနဲ့ပြန်ရောက်ပါစေလို့ပဲဆုတောင်းခဲ့ပါတယ်။ ော့လမ်းမဝိုက်လားမသိဟုတ်တယ်ကျွန်တော်လမ်းလမ်းမဝါပြီအဲ this is wrong အ wrong ဟဲ့လမ်းမဝါပြီဒါဆင်းလို့ရှိရင်ဟိုဘက်ကြီးအပြင်ဘက်ကိုထွက်သွားမှာပြန်လမ်းအစင်းကြည့်မမလူတော့ထင်တာပဲဟာမမှန်တော့ဘူး ါပဲအောက်ဖက်ကြီးနဲ့တွေ့စင်တီလာတွေ့ကြတော့ခုရတာအမလေးမစ္စစ်ဟောဆူကေဖူကောင်းပါပလေးဖြစ်ကျွန်တော်နောက်ဖက်ကိုရောက်သွားမှာပါကောင်းပါလေဒါလေးနောက်တိုင်းရောက်တော့တွေ့ရအောင် Okay. ကျွန်တော်ဘယ်ဘက်ကိုဝင်ရမလဲမသိတော့ဒီလမ်းမှာထွက်ကြည့်လိုက်ဟိုကျွန်တော်ကျွန်တော်တက်လာတာကျွန်တော်ဟိုဘက်ဘောက်ကတက်လာတယ်အခုကျွန်တော်ပြန်စင်းတော့ကျွန်တော်ဒီဘက်ဘောက်ကစင်းနေကျွန်တော်လမ်းလွဲသွားပါတယ် ဟောဖေးကတော့ပိတ်ထားတော့မှပိတ်ထားမှဆိုင်ငန်းนี่ပိတ်ထားတယ်သူဆိုင်ငန်းนี่အဖောက်ခံထားတာလည်းတွေ့တယ်ပေါ်တောင်ခွေးစီဖြစ်ပါလေမိတ်ဆွေတို့ရောဒီတောင်ခွေးစီတွေကိုရောက်ဘူးလားဗျရောက်ဘူးလို့ရှိရင်မိတ်ဆွေတို့ရဲ့အတွေ့အကြုံကိုလည်းကွန်မန့်ရေးသွားလို့ရပါတယ်ခင်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်တွေ့ပါမယ်နော် ပြီးတော့ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ကသေးရင်လည်း subscribe လုပ်ပါပေးလို့ရပါတယ်ခင်ဗျာအားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဒီမှာ C ရတော့လက်စီနဲ့ DJ ရပါတယ်လက်စီက92ပဲရပါတယ်92က1လီတာကို3900ကျော်ပေးရပါတယ်စီပေါက်စားရတော့ဒီကိုဖြတ်လို့မရပါဘူးဒီပေပါနဲ့ပဲတည်ပြီးသူတို့ပြန်အောင် Kurang dah dua, biar ni bagi kami ya.